မင်္ဂလာပါရှင်တနင်္လာရင်တင်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကိုတိုဝဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်တင်တွေကတော့စစ်ပေးကြောင့်လောင်လုံးကမွေးမြူသမားနဲ့လယ်သမားတွေအခက်ကြုံနေရတဲ့အကြောင်းကော့တောင်းစာတိစစ်ကောင်စီတပ်သား2ဦးပကဖအဖွဲ့စီဗက်ပြောင်းလာတာတရချောင်းမင်းတက်ရွာမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ပြခတ်လို့အမျိုးသားတအုပ်ဒဏ်ရာရရှိသွားတဲ့အခြေအနေနဲ့ ဇွန်လပထမ10ရက်ထဲတနင်္သာရီတိုင်းမှာမူးကြီးမယ်လို့မူးစလကထုတ်ပြန်ထားတဲ့အကြောင်းစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်မေလာထဲနိုင်ငံတော်သိမ်းဆုံးသူ150ကျော်ရှိတယ်လို့ AAPP ကထုတ်ပြန်ထားတာစားတဲ့သတင်းတွေကိုနားဆင်ရမှာပါရှင်တင်ပြနားဆင်ရမှာပထမဆုံးသတင်းတစ်ပုဒ်ကတော့စစ်ပေးရှောင်နေအောင်လို့လောင်းလုံးမျိုးနဲ့အနီနာကျေးရွာကမွေးမြူရေးသမားတွေနဲ့လက်သမားတွေအခက်ကြုံနေကြရပါတယ် ။သတင်းအပြည့်အစုံကိုဒိုဝဲဝက်ရှိုင်းဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။စပေးရှောင်းနေရလို့လုံးလုံးကမွေးမြူရေးတမားနဲ့လက်သမားတွေအခက်ခဲကြုံတွေ့နေကြရပါတယ်။တိုက်ပွဲကြောင့်စပေးရှောင်းနေရတာ9ရက်လောက်ရှိလာပြီဖြစ်လို့လုံးလုံးမျိုးနဲ့အနီးနားကျေးရွာကမွေးမြူရေးတမားတွေနဲ့လက်သမားတွေဟာအခက်ခဲကြုံနေကြရပါတယ်။ဒဝဲမျိုးကနေအသားစားကျဲဝယ်မဲ့ဖောက်တဲ့တွေမလာနိုင်တော့တာဒေသတွင်းဈေးထဲရောင်းချသူတွေကလည်းစပေးရှောင်းနေရလို့အသားစားကျဲဝယ်မဲ့သူမရှိဘဲဖြစ်နေကြတာပါ။ ။ဝယ်မဲ့သူမရှိတာကြောင့်ချက်တွေကိုအစာကျွေးရတဲ့ဇေယျတွေတိုးလာနေတယ်လို့ဆိုပါတယ်။ယော်ဒန်ဝင်အသားစားချက်အကောင်ကြီးတထောင်ကိုတနေ့အစာ၃အိတ်ကျွေးရပြီးအစာ၁အိတ်တန်ဖိုးမှာ3,500ချက်ရှိတာပါ။ဒါကြောင့်ရောက်တန်းဝင်ကျက်အကောင်တထောင်အတွက်တည့်ရက်၄၅000ကျပ်နေတိုင်းအပုံကုန်ကျနေကြတယ်လို့ညီးတွားနေကြပါတယ်။အဓိကတိုက်ပွဲဖြစ်ပွားနေတဲ့လောင်လုံးမြို့ပေါ်ကကျဲဝဲမွေးမြူရေးတမားတွေမှာလည်းမွေးထားတဲ့အကောင်တွေကိုစာရေးစာမကျွေးနိုင်တော့ပဲပြစ်ထားပြီးကုန်လော့ယုံထွက်ပြေးနေကြရပါတယ်။ ဝိမီရသမားတွေပြင်မိုးစပါးဆက်ပြုံးမဲ့လက်သမားတွေလည်းလက်ထဲမဆင်းနိုင်ပဲခက်ခဲဖြစ်နေကြပါတယ်။တိုက်ပွဲတွေပိတ်ခတ်တဲ့လက်နေကြီးကြီးချိုဟာလက်ကွင်းဆက်တွေထဲလဲကြောက်ရောက်ပောက်ကွဲနေတယ်လို့ဆိုပါတယ်။လလုံးမြို့မှာမေလ30ရက်ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားလာလို့လလုံးမြို့ခံတွေပါဝင်နီနာကတပြားပြင်းထိန်စစ်ပြဲညင်းမော်ဆန်းလန်းစတဲ့ကြေးရော်တွေကဒေသခံတွေထွက်ပြေးတေးရှောင်နေကြရပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်ကောင်စီစစ်မှုထမ်းတင်နန်းစင်တက်သားတဲ့နှစ်ဦးဗက်ပြောင်းခုလုံလာတယ်လို့ကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကဇွန်လ၂ရက်နေ့မှာထုတ်ပြန်ပါတယ်။သတင်းအပြည့်အစုံကိုတော့ဒိုဝဲဝါရှရိုင်းဒေါ်တာတူကပြပြပေးသွားမှာပါရှင်။စကောက်စီစစ်မှုထမ်းဒေသစင်တပ်သားတင့်တူဘက်ပြောင်းခုတ်လုလာတယ်လို့ကိုတောင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖာကဇော်လာနှစ်ရက်နေမှာထုတ်ပြန်ပါရတယ်။ ကောတောင်ခရိုင်ခမောင်းကြီးမြို့မှာရှိတဲ့နမတော်ရှိတန်းခြေကုပ်စခန်းစီစစ်ကောက်စီရဲ့အမှတ်3နှစ်ချင်းမြတက်ရင်ကအသက်သားတင့်တူဟာမေလာ28ရက်နေ့မှာဗတ်ပြောင်းခုတ်လုလာတာလို့ကောတောင်မြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ကိုစင်မင်းသူနဲ့ကိုနီမျိုးထောတို့ဗတ်ပြောင်းခုတ်လုလာတာဖြစ်ပြီးစစ်မှုထမ်းပတ်စင်ရှေ့အတွက်အာရမတက်သားတဲ့စူဆောင်းခံရသူတွေဖြစ်တယ်လို့ဆိုပါရယ်။ပပြောင်းခုတ်လို့လာသူနှုတ်ဘလို့အရမတတသက်စူဆောင်းခတ်ရတဲ့ဆိုတော့အသေးစိတ်ဖြစ်ဆိုထားတာမရှိပါဘူး။ သူတို့နူဦးရဲ့လက်နက်တွေကိုတော့လမ်းမိုက်တနေရာရှိရေချောင်းထဲပစ်ချထားခဲ့တယ်လို့ဆိုပါရယ်။အခုနှစ်အတွင်းကော်တောင်းဖကဖစီဗပြောင်းခုတ်လုံလာသူ၄ဦးရှိတယ်လို့သိရပါရယ်။မေလ29ရက်နေ့ကလည်းစစ်မှုထမ်းအပတ်စဉ်6တရံစင်တပ်သားတင့်အူပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာဆက်ကြောင်ဒေါနာတန်ရစီလက်နက်နဲ့အတူဗပြောင်းခုတ်လုံလာခဲ့ပါရယ်။ဒါအပြင်အခုနှစ်ဖေဖော်ဝါရီလကလည်းတနင်္သာရီတိုင်းချစ်ဆိုင်ခမရ998စစ်ကောက်စီတပ်ရင်းကတက်ကြွကြီးတူအပါအဝေး စစ်မှုထမ်းဒေသစင်ခေါနှူလက်နက်တွေနဲ့အတူပတ်ပြောင်းခုတ်လုလာခဲ့ပါသေးတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့တဝယ်မြစ်ပြည်တော်စုလန်းပေါ်မှာရှိတဲ့တရချောင်းမြို့နယ်မင်းတက်ရွာအရှိတ်ချမ်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်အသက်48နှစ်အရွယ်အမျိုးသားတဦးကြီးစားထိမှန်ထဏ်ရာရသွားပါတယ်။တတင်းအပြည့်စုံကိုတဝယ် wash wine ဒေါ်တာတဦးကပြောပြပေးသွားမှာပါရှင်။တဝယ်နှစ်ပြည်ထောင်စုလမ်းမပေါ်ရှိတရချောင်းမြို့နယ်မင်းတက်ရွာရှိဘချမ်းမှာတက်ဆွဲထားတဲ့စစ်ကောက်စီတပ်ရဲ့ပြစ်ခတ်မှုကြောင့် အသက်48နှစ်အရွယ်အမျိုးသားတဦးကြည်ထမှန်တရားရသွားပါတယ်။အဲ့ဒီစက်ကောက်စီတပ်သားတွေကမေလ31ရက်နေ့နေ့လယ်7:00နာရီလောက်မှာမေတ္တရွာထဲကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။ဒီလိုပြက်ခိုက်ချင်းမေတ္တရွာအနောက်ဘက်ခြမ်းမှာရှိနေတဲ့မေတ္တရွာသားဦးခင်မောင်စိုးရဲ့ပေါင်ကိုကြည်ထမှန်ပြီးရှီကောက်ကိုဖောက်ဝင်သွားတယ်လို့ဆိုပါတယ်။ကြည်တိမှန်တရားရသွားတဲ့အမျိုးသားဟာစိတ်မမှန်သူဖြစ်ပြီးလမ်းမဘက်ကိုထွက်ပြီးစိတ်လိတ်တောင်းနေချိန် ပြစ်ခတ်ခံရတာလို့ဆိုပါရယ်။တွန်လိုင်းရီတပ်ခွဲကစနိုက်ပါနဲ့ပြန်ပစ်တဲ့အတွက်စစ်ကောက်စီတပ်ကပြန်လည်ပြစ်ခတ်တာလို့တွန်လိုင်းရီတပ်ခွဲဝင်တွေနဲ့နှိစက်တဲ့ဒေသခံအမျိုးသားကပြောပေးမယ်။ဒရဝတ်အနေနဲ့တိချအတိမပြုတ်နိုင်သေးပါဘူးဝင်းဝနယ်မြေရက်စခန်ကနေမေလ28ရက်ကစက်ကြောင်းထိုးဝင်ရောက်လာတဲ့စကောက်စီတပ်ဟာဝိုင်းရခွာအပြောက်ကြားတပ်ဖွဲ့ရဲ့ခြေကုပ်စကန်ငတ်တွေကိုဝေရောက်စီးနေပြီးနောက်မင်းတိုက်ရွာကိုဝေရောက်လာကြတယ်လို့ဒေသခံတွေစီကသိရပါဗျာ စက်ကောက်စီတက်ကရွာရှိဘက်ချမ်းမှာတက်ဆွဲထားပြီးဒေသခံရွာသူရွာသား20ကျော်ကိုရွာထဲမှာဖမ်းဆီးထားတယ်လို့ဆိုပါတယ်။စက်ကောက်စီတက်ဝင်ရောက်တက်ဆွဲထားတာကြောင့်ရွာလုံးကျော်နေပါတိတ်ရှောင်နေရပြီးနေအိမ်မှာစားနပ်ရိက္ခာလာယူကြသူတွေကိုစက်ကောက်စီတက်ကပြစ်ခတ်တာဖမ်းဆီးတာတွေလုပ်နေပါတယ်။ဆိုလာနေရနေကရွာထဲရိတ်ခါလာယူတဲ့ဇနီးမောင်နှံတို့စက်ကောက်စီတက်သားတွေနဲ့တွေ့ပြီးဖန်ဆင်းခတ်ထားရတယ်လို့ပြောပါရယ်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့ ဇွန်လပထမဆယ်ရက်ထဲတနင်္လာရီတိုင်းမှာမူကြီးမယ်လို့မူဆလကထုတ်ပြန်ထားပါတယ်။လီပီအာနေရဲ့ဝန်အရှင်ကြောင့်ဇွန်လပထမပတ်ဆက်ရက်ထဲတနင်္လာနေ့တိုင်းမှာမိုးကြီးမယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တွေမှာလီပီအာနေရဲ့ဝန်ပုံမှုအကောင်းလာနေပြီးမိုးတိုင်းငယ်အဖြစ်တို့ရောက်ရှိလာနိုင်ပါတယ်။ ဲ့ဒီရဲ့အရှိန်နဲ့ဇွန်လ၁ရက်နေ့ကနေ၁၀ရက်နေ့ထဲတနင်္လာရီတိုင်းမှာမိုးကြီးမှဖြစ်ပြီးမိုးရရွက်ကတော့9ရက်ကနေ9ရက်အထိရှိနိုင်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။တနင်္လာရီတိုင်းအပြင်မွန်၊ကရင်၊ရန်ကုန်စတဲ့တိုင်းနယ်ပြည်နယ်အလုံးမှာလည်းမူကြီးမဲ့အထည်ပါဝင်နေပါဗျ။ အမျိုးသားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်းဇွန်လ၂ရက်နေ့ကနေ၈ရက်နေ့ထဲမူကြီးတာမူချုပ်ပစ်တာမြေပြိုတာစတဲ့ဘေးအန္တရာယ်တွေဖြစ်လာနိုင်လို့အထူးတတိပြုနေထိုင်ကြဖို့တတိပေးထားပါတယ်။တနင်္လာရီတိုင်းဒဝဲခရိုင်တဲကလောင်းလုံးဒဝဲဒဝဲအထူးစည်းဝေးဆောင်ဒေသတွေမှာတော့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေလို့စစ်ဘေးရှောင်တွေများလာနေပါတယ်။ဒီကနေ့ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ကတော့ စစ်ကောင်စီတရရဲ့တိုက်ခိုက်မှုကြောင့်မေလာထဲနိုင်ငံတော်သေဆုံးသူ150ကျော်ရှိတယ်လို့ AAPP ကထုတ်ပြန်ပါတယ်။တေဆုံးသူတွေထဲမှာဒီမိုကရေစီအရေးလှုပ်ရှားမှုမှာပါဝင်သူတွေအယက်သားတွေပါဝင်တယ်လို့ AAPP လို့အတူကောက်ခေါ်တဲ့နိုင်ငံရေးအကျဉ်းသားများကကိုကြီးဆောက်ရှောက်ရေးအသင်းရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုကြောင့်မေလာထဲတိတ်ဆုံးသူ152ဦးရှိပြီးအဲ့ဒီအထက်တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်အင်းဝရလန်းစုံကိုစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်လို့တိတ်ဆုံးသွားတဲ့ဒေသခံ၃ဦးလည်းပါဝင်ပါတယ်။ဒါအပြင်မေလာထဲနိုင်ငံတော်စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးခံရသူကတော့၉ဦးရှိတယ်လို့ဆိုပါတယ်။ ထပ်ပတိတ်ဆုံးဖန်ဆင်းခံရသူတွေရဲ့စရင်ဟာ AAPP ကလက်လန်းမိသမျှကောက်ခံအတီးပြူတဲ့ပမာဏသာရှိသေးပြီးအတီးမပြုတ်နိုင်သေးပဲတိတ်ဆုံးသူကတော့တရာလောက်ရှိသေးတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရဲ့ရှင်။ခုလိုတနင်္လာရီတည်င်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းခါနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dwell Watch Wine တော်သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။